မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကစောင်းမရှင်စီတော်တန်ရဲ့အထိုင်သစ်နဲ့တပေါင်းစုဆိုတဲ့စောင်းပါဖြစ်ပါတယ်အခုတလောຫນွေဥတော်လန်ရေးကိုအာကျုံမှန်တဲ့ဆောင်ရွက်နေကြသူတွေအထူးသဖြင့်လက်နက်ကင်တိုက်ပွဲမှာကိုတိုင်ပါဝင်နိုင်ခြင်းမရှိပေမဲ့အဲ့ဒီတိုက်ပွဲကိုနီလန်းပေါင်းစုံနဲ့ပံပိုးကူညီနေကြသူတွေချာမှာ နေဦးတော်လန်ကြီးဆင်းရဲနေကြတဲ့တော်လန်ကြီးအဖွဲ့တွေအနေနဲ့နိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးတစ်ခုဖွဲ့ဖို့လိုအပ်နေပြီဆိုတဲ့အတန်းဟာပိုပြီးကျေလောင်လာနေပါတယ်။တပ်ပေါင်းစုဆိုတဲ့ဟောဟာတာမှာပုံစံနှမျိုးရှိပါတယ်။တစ်မျိုးကတော့မြေပေါ်နိုင်ငံရေးပါတီတွေရဲ့အပေါင်းအစုဖြစ်ပြီးနောက်တစ်မျိုးကလက်နက်ကိုင်အဖွဲ့တွေရဲ့အပေါင်းအစုပါ။လွတ်လပ်ရေးခေတ်ဦးပိုင်းမှာပေါ်ပေါက်ခဲ့မှုတဲ့ပမညတာက ပထမအမျိုးစားရဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့1948မှာပေါ်ပေါက်ခဲ့ဘူးတဲ့မာတညာတာမှသည်လက်ရှိຫນွေဦးတော်လန်ရင်းမှာပေါ်ပေါက်ခဲ့တဲ့မြောက်ပိုင်းညီနောင်သုံးပေါ်အထိပါပဲတနက်ကန်တပ်ပေါင်းစုအတွေ့ခေါ်ရဲ့မူလစင်မြစ်ကအင်အားလူသူလက်နက်ဘာနာအရင်မြစ်နယ်မြေထိန်းချုပ်မှုအမိန်ပေးစနစ်ပုံမကြီးမားတဲ့ရန်သူကိုအနိုင်တိုက်နိုင်ဖို့ဘုံရီမှန်းချက်ချင်းတူညီတဲ့အဖွဲ့တွေအမိန်ပေးစနစ်တစ်ခုအောက်မှာ ပေါင်းစည်းကြရမယ်ဆိုတဲ့အယူအဆဖြစ်ပါတယ်။ဒီအယူအဆမှာလည်းပုံစံနှစ်ခုရှိပါတယ်။တစ်ခုက စာရွက်ပေါ်မှာအဖွဲ့ခေါင်းဆောင်တွေလက်မှတ်ရေးထိုးစာချုပ်ချုပ်ဆိုပြီးဖွဲ့တဲ့တပေါင်းစုဖြစ်ပြီးနောက်တစ်မျိုးကအဲ့ဒီလိုစာချုပ်ချုပ်ဆို ဖွဲ့သီးခြင်းမျိုးမရှိပေမဲ့ပုံရံသူကိုကိုရီတာကိုနယ်မြေမှာတိုက်ခိုက်ချေမုန်းတဲ့ပုံစံဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတာမကကဘာမှာလဲအဲ့ဒီပုံစံနှမျိုးနဲ့တိုက်တဲ့တပေါင်းစုတွေ ပေါ်ပေါက်ခဲ့ပူပါတယ်ဒုတိယကမ္ဘာစစ်မှာမာမိတ်နိုင်ငံများအုပ်စုနဲ့ဝင်ရိုးဒန်းနိုင်ငံများအုပ်စုတို့ဟာဒုတိယပုံစံနဲ့တိုက်ခိုက်ကြတဲ့တပ်ပေါင်းစုတွေဖြစ်ပါတယ်နေတိုးကတော့ပထမပုံစံတပ်ပေါင်းစုဖြစ်ပါတယ်နေဦးတော်လန်ရေးမတိုင်မီထိရှိခဲ့တဲ့မြန်မာပြည်ပြည်တွင်းစစ်ကအာဏာရအစိုးရကတစ်ဖက်ဒီမိုကရေစီရေးနဲ့ဖက်ဒရယ်ရေးတော်လှန်ရေးအဖွဲ့တွေကတစ်ဖက်တိုက်ခိုက်ခဲ့ကြတဲ့အစ်စ်ဖြစ်ပါတယ် အဓိကဇက်ဆောင်၃ရောက်ပါဝင်တဲ့စစ်ပွဲဖြစ်ပါတယ်1989ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကင်တက်ပြိုကွဲသွားပြီးတဲ့နောက်မှာအဓိကဇက်ဆောင်၂ရောက်ပဲကျန်ရစ်ခဲ့ပါတယ်မြမပြည်ရင်းစစ်ရဲ့အဓိကဇက်ဆောင်၁ရောက်ဖြစ်တဲ့စစ်တပ်က1948ဒီဇင်ဘာ26ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမွေးဖွားပေါ်ပေါက်လာတာဖြစ်ပါတယ်။ဗီယန်ရီအမိရှိအဲ့ဒီစစ်တပ်က ဗြိတိရှားတပ်တွေကိုတိုက်ထုတ်ဖို့ဂျပန်တပ်နဲ့အတူ နောက်နှစ်မှာမြန်မာပြည်ထဲဝင်လာတော့ပြည်သူတွေရဲ့တခဲနဲ့ကြိုးဆိုမှုကိုရရှိခဲ့ပါတယ်1945 March 29မှာစတင်ဆင်နွှဲခဲ့တဲ့ဒေါ်လာရင်းနဲ့ပစိဂျပန်တပ်တွေကိုတိုက်ခိုက်မောင်းထုတ်လိုက်နိုင်ချိန်မှာစစ်တပ်ရဲ့ဂုံတိုက်ခါအမြင့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်နိုင်ငံလွတ်လပ်ရေရာပြီးမကြာမီမှာပြည်တွင်းစစ်စဖြစ်တော့ ပြည်သူအစိပ်ပိုင်းတချို့ဟိုဘက်ဒီဘက်ပါခဲ့ကြပေမဲ့ပြည်သူလူထုအေယာမအများစုကြီးကတော့ပွဲကြည့်ပြိသက်ဖြစ်တာရှိခဲ့ကြပါတယ်။1962မှာပေါ်ပေါက်ခဲ့တဲ့7 July ရေကင်းကစပြီးစစ်တပ်ရဲ့ပုံရိပ်ဟာတရွေ့ရွေ့ကြာဆင်းလာခဲ့ပေမဲ့တရက်2လ2021မတိုင်မီအထိမှာစစ်တပ်ဘော်ပြည်သူတွေက မျောလင်းချက်ထားနေခဲ့ကြပါသေးတယ်။ ကျန်တဲ့အဓိကဇက်ဆောင်၂ယောက်နဲ့ပတ်သက်လို့ကတော့စစ်တပ်ရဲ့ဝါဒဖြန့်ချီလုပ်ငန်းအောင်မြင်တာကြောင့်ရောသူတို့ကိုယ်တိုင်ရဲ့အားနည်းချက်အသီးသီးကြောင့်မှာပြည်သူတွေက သူတို့အပေါ်ယုံကြည်ကိုးစားမှုအားနည်းခဲ့ပါတယ်။ဒီအခြေအနေကြောင့်မဟာလစကစားရဲ့အာဏာသိမ်းမှုမတိုင်မီထိမြမပြည်တွင်းစစ်မှာပြည်သူတွေရဲ့အနေထားကပွဲကြီးပြိသက်အဆင့်သာဖြစ်ခဲ့ပါတယ်။ကျွန်တော်ဆွေးနွေးကြင်တာကတော်လိုင်းရဲ့အဖွဲ့တွေရဲ့တပ်ပေါင်းစုအယူဆကပြည်သူမပါတဲ့ပြည်တွင်းစစ်တနည်းအားဖြင့် ြည်သူမပါတဲ့ဒေါ်လန်ရေးဆိုတဲ့အခင်ကျင်းဟောင်းဒါမှမဟုတ်အထိုင်ဟောင်းပေါ်မှာတိဆောက်ထားခဲ့တာဖြစ်ပါတယ်အဲ့ဒီအထိုင်ဟောင်းပေါ်မှာတိဆောက်ထားတာကြောင့်ပဲပေါ်ပေါက်ခက်သမျှတပေါင်းစုတွေမအောင်မြင်ခဲ့တာလို့ကျွန်တော်ယူဆပါတယ်2021ခုနှစ်အာနာလူမှုကိုငြင်းချမ်းစွာစန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေကိုစစ်တပ်ကအကြမ်းဖက်ဖြိုခွဲပြီးမိနီဖြတ်မောင်းလိုက်တော့မှပြည်သူတွေစစ်တပ်ပေါ်လမ်းကျက်သွားကြပါတယ် ပြည်သူလူထုအများစုကြီးဝါကြီးပိတ်သက်ဘဝကိုစွန့်လွတ်ပြီးတော့ကိုယ်တိုင်ပါဝင်ကပြသူဖြစ်လာပါတယ်။မြမပြည်ရင်းစစ်ရဲ့အထိုင်ဟောင်းချုပ်ငိမ့်ပြီးအထိုင်သစ်ပေါ်လာပါတယ်။ဒီချိန်လေးကိုအကောင်းဆုံးပေါ်ပြနိုင်တာတစ်ခုကကချင်လွတ်လပ်ရေးအဖွဲ့ KIO ထူထောင်မှု64နှစ်မြောက်အခမ်းအနားမှာဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဗန်လာပြောကြားခဲ့တဲ့မိန့်ခွန်းဖြစ်ပါတယ်။ အထိုင်အစ်မှာအထိုင်ဟောင်းနဲ့မတူတဲ့အကြီးကအချက်၃ချက်ရှိပါတယ်။ပထမချက်ကရှေ့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့အတိုင်းပြည်သူတို့ရဲ့အနေအထားပြောင်းလဲသွားမှုဖြစ်ပါတယ်။ဒုတိယချက်ကပထဝီနိုင်ငံရဲ့အခြေအနေအထူးသဖြင့်မြန်မာပြည်တွင်းစစ်မှာတရုတ်နဲ့ရုရှားတို့ရဲ့နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်ဆွတ်ဖက်လာမှုဖြစ်ပါတယ်။တတိယချက်ကတော့သတင်းနည်းပညာပါဝင်နည်းပညာပောက်ကွဲမှုဖြစ်ပါတယ်။ ဲ့ဒီအချက်၃ချက်ကိုလေ့လာကြည့်လိုက်တဲ့အခါပထမချက်ကဒေါ်လာရိတ်အတွက်အခွင့်သာမှုဒုတိယချက်ကဒေါ်လာရိတ်အတွက်အခွင့်မသာမှုတတိယအချက်ကတစ်ဖက်90စီဖြစ်ပါတယ်ဒီတော့မြို့ဒေါ်လာရိတ်အောင်မြင်ဖို့စာနာပြင်းပြနေကြသူတွေတဲကတပေါင်းစုကိစ္စပြောနေကြသူတွေအနေနဲ့အဲ့ဒီအထိုင်းတစ်ပေါ်မှာစဉ်းစားပြောဆိုကြမယ်ဆိုရင်အပြင်းမှန်ရဖို့ပုံမြန်နိုင်တယ်လို့ကျွန်တော်ယူဆပါတယ်တကယ်တော့ တပေါင်းစုကိစ္စကိုအထိုင်သင့်ပေါ်ကစဉ်းစားဆောင်ရွက်နေကြတဲ့တော်လန်ကြီးအဖွဲ့တွေအခုကိုပဲရှင်းနေနေပြီးသားဖြစ်ပါတယ်။ရောက်ပိုင်းညောင်3ဖော် NUG+ K3C The Servants တို့ကဥပမာတချို့ဖြစ်ပါတယ်။တပေါင်းစုအမည်မခံသေးပေမဲ့နိုင်ငံရဲ့နေရာဒေသအနှံ့မှာစစ်ကောင်စီတပ်တွေကိုတဖွဲ့နဲ့တဖွဲ့ဆက်သွယ်ချိတ်ဆက်ညှိနှိုင်းပူးပေါင်းတိုက်ခိုက်နေကြတဲ့တော်လန်ကြီးအဖွဲ့တွေလည်းရှိနေပါတယ်။ ရေဦးဒေါ်လာရေးမှာဒေါ်လာရေးဘတ်တော်သားတွေဟာတမိုင်းမှာတစ်ခါမှမရဘူးတဲ့အောင်မြင်မှုတွေရရှိခဲ့ပါတယ်။အဲ့ဒီအောင်မြင်မှုတွေကိုဘယ် ERO ဘယ် PDF ကမှ တဖွဲ့ချင်းရယူနိုင်ခဲ့တာမဟုတ်ပါဘူး။ဒေါ်လာရေးတဖွဲ့တိုင်းကဘုံရန်သူစကစကိုမိမိတို့ရဲ့အနေမြေဒေတာအသီးသီးမှာတိုက်ခိုက်ခြင်းမုံကြတဲ့တပေါင်းစုလှုပ်ဟန်နဲ့ရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာ ြီးလိုနိုင်ငံလုံးဆိုင်ရာတပေါင်းစုကြီးမပေါ်ပေါက်သေးပေမဲ့ဒေသဆိုင်ရာတပေါင်းစုတွေရှိနေပြီးပြီဆိုတာကပကတိရှိရဖြစ်ပါတယ်။ Electoral အရာမဟုတ်သေးပေမဲ့ In Spirit အရာရှိနေပြီဖြစ်တဲ့နိုင်ငံလုံးဆိုင်ရာ တပေါင်းစုလောက်ဟန်က စက္ကဆရဲ့လယ်မျိုးကိုတင်းတထက်တင်းအောင်ညှက်လာနေတာအလုံးအမြင်ပဲဖြစ်ပါတယ်။ အခုထိတင်ပြခဲ့တဲ့အချက်တွေအရကျွန်တော်ဒီကထာဆွေးနွေးချင်တာက လော်လော့ဆယ်မှာတော်လိုင်းအဖွဲ့တွေချနိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးဖွဲ့ဖို့တမိုင်းရေးလိုအပ်ချက်မရှိသေးဘူးဆိုတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒါလိုတပ်ပေါင်းစုကြီးပေါ်ပေါက်လာဖို့ຫນွေဦးဘတ်တော်သားနိုင်ငံရေးအင်အားစုတွေအနေနဲ့အရင်းစလိုလှုံ့ဆော်တွန်းအားပေးဖို့မလိုအပ်သေးဘူးလို့ကျွန်တော်မြင်ပါတယ်။ဒီလိုဆိုရင်အဲ့ဒီလိုတပ်ပေါင်းစုကြီးဖွဲ့ဖို့လိုအပ်ချိန်ကဘယ်ချိန်လဲဆိုတဲ့ မေကွန်မေးစရာရှိပါတယ်။စကားစားရဲ့လက်မျိုးကိုအသေးညှစ်တော့မဲ့အချိန်တနည်းအားဖြင့်အာနာလူစစ်ကောင်စီပေါ်မဟာဗျူဟာမြောက်အထွေထွေထိုးစစ်ကြီးစတင်တော့မဲ့အချိန်ကနိုင်ငံလုံးဆိုင်ရာတပ်ပေါင်းစုကြီးမဖြစ်မနေဖွဲ့ရမဲ့အချိန်ဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်ကအဲ့ဒီမတိုင်မီမှာအရေးကြီးတဲ့အစစ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့နိုင်ငံရေးတပ်ပေါင်းစုကြီးတရက်ပေါ်ပေါက်လာဖို့တနည်းအားဖြင့်ဒေါ်လာရင်ဘတ်တော်သားအလုံးမဟုတ်ရင်တောင်းများနိုင်သမျှအများဆုံး မူဝရသဘောတူလက်ခံတဲ့ Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေတရက်ပေါ်ပေါက်လာဖို့ဖြစ်ပါတယ်။ခိုင်မာတဲ့နိုင်ငံရေးသဘောတူညီမှုနောက်မှာသာခိုင်မာတဲ့စီးရေးသဘောတူညီမှုကကျွဲကူရေပါပါလာမှာဖြစ်ပါတယ်။ဒါကြောင့်မျိုးဒေါ်လာရေးဘတ်တော်သားနိုင်ငံရေးအင်အားစုတွေအနေနဲ့လက်ရှိအခြေအနေမှာစီးရေးတပ်ပေါင်းစုပေါ်ပေါက်လာရေးအစားနိုင်ငံရေးတပ်ပေါင်းစု ပေါ်ပေါက်လာရေးအတွက်သာ အားထက်လှုပ်ဆောင်ကြဖို့လိုအပ်တယ်လို့ယူဆပါတယ်။နိုင်ငံရေးတပ်ပေါင်းစုကြီးအ мян ဆုံးပေါ်ပေါက်လာစေဖို့အတွက်ຫນွေဦးခေါင်းဆောင်တွေကိုပြားပြေးတောင်းဆိုကြတဲ့အချိန်တည်းမှာသူတို့ရွေးချယ်စရာနီလန်းတွေကိုလည်းအကြံပြုပံ့ပိုးပေးကြဖို့လိုအပ်တယ်လို့ယူဆပါတယ်။နိုင်ငံရေးတပ်ပေါင်းစုကြီးတနည်းအားဖြင့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပြီးနောက်မှာ တဘာဝအကျိုးဆက်အဖြစ်နာဂဖက်ဒရယ်ဒီမိုကရေစီတက်မတော်တည်ရဲ့ကြော်ရိုးမှန်တိုင်ဖြစ်လာမဲ့ဒေါ်လန်ကြီးတပ်ပေါင်းစုကြီးလည်းအဆင့်လိုက်စနစ်တကျပေါ်ထွန်းလာမှာဖြစ်ပါတယ်ခမညာ